တို့တွေသူတို့တွေသူမြောက်သွားပြီးလုံကျွေးလှုပ်ဝေးနေတာအချင်းချင်းအမဲလုံကျွေးလှုပ်ဝေးလုံကျွေးလှုပ်ဝေးနေမလုံကျုံဖြစ်သွားပေါ့နော်ဘသူ့ကိုမဆိုသူတို့ကိုထောက်ခံလာကြားနေလားဒါတော်လိုင်းကိုထောက်ခံလာဒါမျိုးတော်မှမခွဲခြားဘဲနဲ့ရက်ဆက်ရုပ်မာနေတဲ့ကောင်တွေအခုသူတို့မှာမိသားစုတွေရှိတယ်ဆိုတဲ့အကြောင်းသူတို့ပြန်ပြီးတော့သတိပေးခံနေရပြီ ါပါဒီကနေ့ကတော့အော်တိုဘာလ17ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းဒါနိုင်ငံရေးအကျဉ်းသားတွေအပြင်ဒေါ်လာရေးတပ်ဖွဲ့တွေဒီမိသားစုတွေပေါ့နော်အပြစ်မဲ့ပြည်သူတွေကိုဒါနှိပ်စက်ညှဉ်းပန်းတယ်ပေါ့နော်အဓိကတော့ဒါမတရားသဖြင့်ချုံနှောင်ဖမ်းဆီးခံထားရတဲ့ဒီလိုလူမျိုးတွေကိုဒီလိုပုံကုံမျိုးတွေကိုနှီးမျိုးစုံနဲ့နှိပ်စက်ညှဉ်းပန်းနေတဲ့ဒါအကျဉ်းဦးစီးတွေအဲသူတို့ရဲ့မိသားစုတွေသူတို့တွေဝစ်လည်နေပြီဆိုတဲ့အကြောင်းအဲအကြောင်းလည်းပါမယ်ပြီးရင်မော်ရမန်လေးလမ်းပိုင်းကပေါ့နော်လုံကျွေးယူဖို့လာရင်းနဲ့ မလုံခြုံဖြစ်သွားတဲ့အဘွာသားတွေအကြောင်းလည်းပါမယ်။ပြီးရင်ဖားကတ်မှာစစ်ကောင်စီခြေလှမ်းပြင်ဆင်လာတဲ့စီအခြေအနေတွေလည်းပါမယ်။ပြီးတော့ဒါမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးနဲ့မင်းအောင်လှိုင်ရဲ့တွေ့ဆုံမှုကဘာတွေထူးခြားတယ်ရှိတယ်လဲ။ဒီဥစ္စာတွေအပြင်အတန်တွဲကိုပေါ့နော်စစ်ကောင်စီကအဲခြေလန်းနေပြင်လာတယ်အဓိကတော့ရေကောက်ပွဲလှုပ်ဖို့ဘာတွေဇက်တိုက်လှုပ်လာသလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့ဒါအချင်းဦးစီးအကြောင်းပြောရမယ်ဒါအာဘတရပြောမှာဘာဖြစ်လို့လဲဆိုတော့ဒီကောင်နေအထဲမှာရက်ဆက်ရုပ်မာနေတာတွေအများကြီးရှိတယ် သူတို့ရဲ့လက်ချက်တွေနဲ့ဒါအသက်တွေပါအသေးဆုံးတဲ့အထိဖြစ်သွားတဲ့ဟာဒီတော်လိုင်းတပ်ဖွဲ့ဝင်တွေသူတို့ရဲ့မိသားစုတွေပြီးရင်နိုင်ငံရေးကျင်းသားတွေအများကြီးရှိတယ်ပြီးတော့နိုင်ငံအတွက်အားထားရတဲ့ချုပ်ကောင်းဆောင်တွေလည်းအများကြီးရှိတယ်အသူတို့တွေနှိမ့်ဆက်ညှဉ်းပန်းနေနောက်ဆုံးဒါအသက်ထွက်တော့မယ်နောက်ဆုံးအချိန်ကြီးဆိုးနေပြီမကောင်းတော့ဘူးဆိုတဲ့အချိန်ကျမှစေကူတာခွင့်ပေးတာတွေအဲ့အချိန်ကျမှဒါလွငိမ့်လာပြီးတော့ဂျင်ညာပေးတာမျိုးတွေဒါမျိုးတွေနဲ့ပေါ့နော်ရင်နာစရာကောင်းအောင်ဒီကောင်းနေနီးမျိုးစုံနဲ့လှုပ်ခဲ့တဲ့အချင်းဦးစီးတွေ ဒါတွေကလည်းမမေ့ကိုမမေ့တဲ့ကောင်တွေဖြစ်တဲ့အတွက်ပေါ့နော်အခုရုပ်စာတွေကိုတလိုင်းတက်ဖွဲ့တွေကစပြီးတော့ပြစ်ပေးနေပြီဒါပပလေးပဲရှိသေးတယ်ပေါ့နော်ဒါမြင်းကြံထောင်ရာရှိရဲ့ဒါဇနီးပေါ့နော်သူ့ရဲ့ဇနီးနဲ့ကလေးနဲ့ရင်မောင်းအဲအဲ့ဒီအဖွဲ့တွေဖမ်းခံရဖမ်းခံရတယ်နိုင်ငံရေးအကြီးအကဲတွေကိုနှိမ့်ဆက်ညှဉ်းပန်းနေတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးနှိမ့်ဆက်ညှဉ်းပန်းတဲ့နေရာမှာနာမည်ကြီးတယ်ဆိုပြီးတော့ဒါတိထားတယ်ဒါမြင်းကြံအချင်းဦးစီးရာရှိဝင်းနိုင်ဆိုးသူ့ရဲ့မိသားစုသူ့ရဲ့မိသားစုကိုမြင်းကြံမြို့သားလမ်းပိုင်းမှာ လင်းတက်ဖွဲ့တွေကယင်တွေကိုစစ်စင်းရင်းနဲ့မိတာယင်တွေကိုစစ်စင်းရင်းနဲ့မိတော့ဒါခိတဒါခဏပါနော်ထိမ့်သိမ့်ထားတာရှိတယ်ကလေးကိုတော့ဒါသူတို့ပြန်ပို့ဖို့လုပ်နေပြီတဲ့ဒါအမျိုးသမီးတွေကိုတော့ဒါစစ်စေးစရာရှိတာစစ်စင်းမဲ့ဘလောက်တောင်ပူလောင်လိုက်မလဲပေါ့နော်ပူလောင်လိုက်မယ်ဒါမိသားစုလေမိသားစုဒီကောင်နေလှဲ့တုံးကအခုချိန်ထိလည်းလုပ်နေတုံးပဲဒါတားကိုလာဖမ်းတဲ့အချိန်မှာတားကိုမတွေ့မအေနဲ့ဖေကိုဒုက္ခပေးွားတယ်ဖမ်းပြီးခေါ်ွားတယ်ဒါမျိုးပုံစံမျိုးတွေရှေ့မှာတစ်ချောင်းလုံးဒီကောင်နေလှုပ်ခဲတာမမှန်ရဲလှုပ်ခဲတာ တအားမမတွေ့လို့မေးကိုဖမ်းသွားတာတွေတအားမတွေ့လို့ဖေးကိုတက်သွားတာတွေဒါမျိုးပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေတောက်လျှောက်လှုပ်လာခဲ့တာရှိသလိုအတွင်းထဲမှာလည်းပေါ့နော်ဒါမတရားသဖြင့်ဖမ်းခံရတဲ့သူတွေအဲ့လိုလူတွေကိုနှီးမျိုးစုံနဲ့ညှဉ်းပန်းနှိပ်စက်နေတာတွေထောင်တွင်းထဲမှာပေါ့နော်ဒါတော်တော်လေးကိုမမှန်ရန်လုံနေခဲ့တဲ့ကောင်းနေအခုဆိုသူတို့ရဲ့မိသားစုတွေထိလာဒါကြီးကိုအားပေးနေတာမဟုတ်ပေမဲ့ကျွန်တော်တို့ကအားရတကယ်ပြောတာသူတို့မှလည်းမိသားစုရှိတယ်ဆိုတဲ့အကြောင်းသူတို့ပြန်တိမာတော့ဖြစ် အခုပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေတာဒလိုင်းတက်ဖွဲ့ဝင်တွေမိသားစုတွေလည်းပါတာပဲဒါမှန်ပြည်သူတွေလည်းပါတာပဲဂျာနေဆိုတာတွေလည်းပါတယ်တက်ထောက်ခံတဲ့ဆိုတဲ့သူတွေလည်းပါတယ်အကျိုးဆိုရင်သူတို့မီးရှို့လိုက်တဲ့အိမ်တွေထဲမှာသူတို့ကိုထောက်ခံတဲ့သူတွေရဲ့အိမ်တွေလည်းပါတာပဲအဲ့လိုမျိုးနှီးမျိုးစုံနဲ့ပေါ့နော်ဘသူ့ကိုမဆိုသူတို့ကိုထောက်ခံတာလားဂျာနေလားဒါဒလိုင်းကိုထောက်ခံတာလားဒါမျိုးတောင်မှမခွဲခြားဘဲနဲ့ရက်ဆက်ရုပ်မာနေတဲ့ကောင်းနေအခုသူတို့မှာမိသားစုတွေရှိတယ်ဆိုတဲ့အကြောင်းသူတို့ပြန်ပြီးတော့သတိပေးခံနေရအဲ့တော့မင်းတို့ရဲ့မိသားစုကိုထိတော့ကြတော့မင်းတို့ဘလို့နေကြလဲဘလို့ခံစားရလဲ ဒါဘာမှမလုပ်သေးဘူးဒါစစ်စေးုံပဲရှိသေးတယ်ဖန်စီထိမ့်သိမ့်ထားုံပဲရှိသေးတယ်မင်းတို့လိုမျိုးရရဆက်ဆက်ဒါလုံးဝတက်ဖြတ်ပြတဲ့ပုံစံမျိုးတွေမလုပ်သေးဘူးအခုဆိုရင်ကိုချင်းစာတရားတွေနဲ့မင်းတို့ရဲ့တားသမီးကိုတော့မှပြန်လွှတ်ပေးဦးမှာအမျိုးသမီးကိုတော့မှသူကဒါစစ်စေးစာရှိလို့ထိမ့်သိမ့်ထားမှလို့ပဲဒါသိရတာဗောနော်အဲ့တော့မင်းတို့ဘလို့ခန်းစားရလဲဟုတ်တယ်ဒါဒီကောင်နေအခုအဲ့လိုမျိုးဖြစ်တဲ့အနေအထားကဒါကျွန်တော်တို့ကတော့အားရတယ်လို့ပြောရမှာဗောနော်ပြီးရင်လေတက်တွေလေတက်တွေရဲ့မိသားစုတွေလာအောင်မှာလေတက်ပိုင်းလော့တွေဗောနော် ဒီကောင်းလေးပြည်သူကိုရဲဆက်ဘုံကျဲတယ်သူတို့ကျဲလိုက်တဲ့ရလက်ကိုသူတို့နောက်နေ့မှသတင်းတွေ့ရမှာပဲတေးကြတဲ့ဟိုနေ့ကလို့ဖြစ်စဉ်မျိုးဆိုတာကျွန်တော်လုံးဝခွင့်လွှတ်လို့မရအောင်ရှေ့မှာအဲ့လိုမျိုးဖြစ်စဉ်တွေအများကြီးရှိတယ်ပစည်းကြီးကြည့်မလားလက်ရက်ကုန်းကြည့်မလားအများကြီးအများကြီးစစ်ပေးဆောင်ဒုက္ခသည်စခန်းတွေကအစားသူတို့တွေဘုံကျဲတက်ပြတ်ခဲ့တာအများကြီးရှိတယ်အဲ့တော့အဲ့လိုမျိုးလူမဆန်တဲ့လုံရက်တွေကိုလုံခဲ့တဲ့ကောင်းတွေမှာလည်းမိသားစုရှိတယ်ဆိုတဲ့အကြောင်းကိုဒေါ်လိန်တက်ဖွဲ့တွေကပြနေနိုင်တာပေါ့ကျွန်တော်တော့အဲအပေးတာမဟုတ်ဘူးဆိုရင်တော့မှပဲကျွန်တော်အားရတယ်ပေါ့နော် ဒါအခုဆိုရင်အိုက်ကောင်ဆိုရင်ဒါပူလောင်နေမှာဒါသူ့မိမကသူချစ်တယ်ဆိုရင်ပူလောင်မှာပဲသူ့သားသမီးကိုချစ်တယ်ဆိုရင်ပူလောင်မှာပဲအဲ့တော့ဒါတော်လိုင်းတက်ဖွဲ့တွေချစ်ခင်ရတဲ့မိသားစုတွေကိုလည်းဒီကောင်နေဒုက္ခပေးခဲ့တာဗောနော်အဲ့တော့ဒါဝစ်လည်နေတယ်ဝစ်လိုက်နေတယ်လို့ပဲဒါကျွန်တော်ပြောချင်တာပါเนาะအဲ့တော့ဖန်စီထိမ့်သိမ့်နဲ့အဖွဲကလည်းအဖွဲနာမည်ထုတ်မပြောဘူးအဲပြောစရာလည်းမလိုဘူးမသိချင်ဘူးမသိချင်ဘူးရတယ်တရင်လောက်ပဲသိရင်ရကျင်းတ်တယ်အဲပြီးတော့ဒါဒီလိုမျိုးတွေလုပ်တယ်ဆိုတာကလည်းဗီဒူပေါ်မှာရုပ်မှာရက်ဆက်ခဲလို့ခုလိုမျိုးပြန်ပြီးတော့ ါတမီတတိပေးတာတော့ပဲရှိသေးတယ်ဗျာသူတို့ရဲ့မိသားစုတွေကိုအနေနဲ့ပေးတာမဟုတ်သေးဘူးဒုက္ခပေးတာမဟုတ်သေးဘူးတကယ်တတိပေးုံတော့ပဲရှိသေးတာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်မင်းတို့စစ်ကောင်စီစစ်သားတွေလည်းဒါတွေကိုမမေ့နဲ့မင်းတို့စစ်ကောင်စီတောက်တိုင်ဆိုတဲ့ကောင်တွေလည်းဒါတွေကိုမမေ့နဲ့ပေါ့နော်မင်းတို့ရဲ့မိသားစုတွေကလည်းပြည်သူတွေကြားထဲမှာနေနေတဲ့သူတွေအများကြီးရှိတယ်မင်းတို့တွေတတ်တတ်လုံးမင်းတို့တွေနဲ့အတူတူမင်းတို့တွေရဲ့တက်ထဲမှာနေခွင့်ရဖို့မင်းတို့ဘလို့မှမဖြစ်နိုင်ဘူးအချိန်တိုင်းရင်ပြည်သူကြားထဲကိုပြန်လာရမှာအဲ့ခါကျရင်မင်းပြည်သူကတော့ ဝမ်းမသက်တာနဲ့ပန်းကုန်းဆိုပြီးကြုံလာတော့မဟုတ်ဘူးပေါ့နော်ပြည်သူကိုရက်ဆက်ခဲ့တဲ့ကောင်တွေကတော့အဲ့လိုပုံစံမျိုးပဲဖြစ်မှာအဲ့တော့အမြင်မှန်ရစီချင်တာနောက်တစ်ခုကတော့မုံရွာမန္တလေးလမ်းပိုင်းအဲအဲ့လမ်းပိုင်းမှာ စစ်ကောင်စီဘက်ကသူကရင်းနှန်းလုံခြုံရေးရင်းနှန်းနေလာမှာမဟုတ်လို့လုံခြုံရေးတွားယူပေးရတဲ့အဖွဲ့နန်းလုံခြုံရေးအဖွဲ့လမ်းကင်းအဖွဲ့ပေါ့နော်အဲ့လိုအဖွဲ့အဲ့လိုအဖွဲ့ကိုဒါဝင်ရောက်တိုက်ခိုက်လို့စကားစသုံးသေးတယ်သုံးလက်ရတယ်ဒါအော်တိုဘာ၁၀ရက်နေ့ကပေါ့နော်မနက်9:00နာရီမှာဒါဖြစ်ခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာလာတဲ့စကားစ၄កောင် လေးကောင်ကိုအခုလိုမျိုးတလိုင်းတက်ဖွဲ့တွေကဂျာပြတ်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်အဲ့တော့အားရစရာကောင်းတယ်ဒါကလည်းလုံကျွေးလုံရင်းနဲ့သူတို့ကသူတို့မလုံကြုံဖြစ်သွားတာပေါ့ဗျာဒါဟာချောင်းတလိုင်းတက်ဖွဲ့တွေကစူးစမ်းမှန်းသန်းလှုပ်ဆောင်ခဲ့ရတဲ့ဆိုတဲ့အကြောင်းဒါသိစေချင်တယ်အဲ့လိုလှုပ်တဲ့ဟာကလည်းဟိုဒီနေ့ကပြောရခုနပြောရဖြစ်စဉ်ချောင်းနဲ့မုံရအဆက်ကဒါစီမီထုံးပူဇော်နေတယ်ဒါဆန္ဒပြငင်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကိုကလစ်တငယ်တွေပါမကြံပါတော့ဘုံကျဲတိုက်ခိုက်တက်ဖြတ်ခဲ့တဲ့ကောင်တွေကိုပြန်ပြီးတော့လက်တုံပြန်နိုင်တဲ့အနေထားလို့လည်းပြောရမယ်ပေါ့နော်အဲ့တော့ ဘလိုပဲဖြစ်ဖြစ်ဒီကောင်းဒီကိုတော့ရရင်ရသလိုတော့အကျွေးပြန်တောင်းမှာလက်တုံပြန်မှာဆိုပြီးတော့တပ်ဖွဲ့တွေကကြီးညာထားပြီးသားအဲ့တော့ဘလောက်ထိလုံးပြမလဲဆိုတဲ့ဟာကိုပဲထိုင်ပြီးတော့ကြည့်နေအောင်ရှိတယ်ပေါ့နော်အဲ့တော့အလောင်း၃လောင်းရတယ်ဆိုင်ကယ်၄စီးရတယ်ဒါ G3 ၃လက်ရတယ်ကိုမမကြီး494တောင်းကိုမကြီးတော့မှ494တောင်းနော်အဲ့လောက်ရတယ်ပြီးရင်9.6နှစ်ကြီး652တောင်းရတယ်ဂျီပေါက်တွေအုတ်ထုတ်တွေလက်ပြပုံတွေလက်ကင်ဖုံးအကုန်ရတယ်အဲ့တော့ဘယ်ပဲဖြစ်ဖြစ်သတင်းအချက်အလက်တွေထပ်ပြီးတော့ရနေအောင်ပါပဲ ပြီးတော့၄ရောက်လာတာ၃កောင်ဂိမ်းနေဆိုတော့ဒါလည်းအရရတာပဲဗောနော်ပြီးတော့သူတို့တွေသူတို့တွေသူမြောက်သွားလုံကြွေးလုတ်ဝေးနေတာအချင်းချင်းအမဲလုံကြွေးလုတ်ဝေးလုံကြွေးလုတ်ဝေးနေမလုံကြုံဖြစ်သွားအဲ့တော့မင်းတို့တွေဘယ်နေရာမှာမှမလုံကြုံစေရအောင်ဒါတက်ဖွဲ့တွေကတော့တေးကြတယ်မင်းတို့လုံလုံစမြဟာအကုန်လုံးကိုလိုက်ပြီးတော့မျက်စိတောက်တောက်ကြည့်ပြီးတော့လိုက်ကျိတ်နေမှာပဲအဲ့တော့အဲ့လိုအဖြစ်မခံချင်းစောစီးလက်နှက်ချအလင်းဝင်လက်နှက်ချပြီးရင်ဒါအလံပြူထောင်းမယ်ဆိုရင်လည်းအကြီးကြီးထောင်းအဲ့ဒါမှမြင်ရအောင်အလံပြူထောင်းမယ်ဆိုရင်လည်းအကြီးကြီးထောင်း အဲ့တော့မမြင်ရဘူးနောက်တစ်ခုကဒါကချင်ပြည်နယ်ဖားကတ်အရှိတ်ဘက်မှာဒါတိုက်ပွဲတွေပြန်ပြီးတော့ပြင်းထန်လာနေတယ်ဖားကတ်လုံကင်းဘက်ကနေပြီးတော့ဖားကတ်အရှိတ်ဘက်မှာရှိတဲ့ဒါမလန်းကြီးရွာဘက်ကိုစစ်ကြောင်းထိုးတာရှိလာတယ်လေကြောင်းတိုက်ခိုက်ပုံကျဲမှုတွေရှိလာတဲ့အပြင်ဒါမြေပြင်မှာလည်းအင်အားတရာပါတဲ့စစ်ကြောင်းကစစ်ကြောင်းထိုးလာတာဖြစ်တယ်အဓိကတော့သူတို့ကဒါဖားကတ်နေမြေအတွင်းကတိုင်းဆိုင်းတောင်ဆိုတဲ့နေရာပေါ့နော်ကြီးရွာအုပ်စုကိုရဖို့အတွက်လှုပ်လာတာဖြစ်တယ်အဲ့လိုလာရင်းနေပေါ့နော်အဲ့လမ်းတစ်လျှောက်မှာအခုဆိုထိတွေ့တိုက်ပွဲတွေဖြစ်နေတာ ဖြစ်တယ်ပေါ့နော်အဲ့တော့မလန်းကျွရဘက်ကဒါစစ်ကြောင်းမထိုးခင်ဒါလုံးကင်းမှာအင်အား300လောက်သူတို့အရင်ဆုံးကြိုတင်ပို့ဆောင်ပြီးတော့စုဖွဲ့ခဲ့တာရှိတယ်စစ်ကောင်စီကဖားကန့်မြို့ကိုအလုံးစုံသိမ့်ပိုက်ထိန်းချုပ်နိုင်ပြီးတော့ဒါရွေးကောက်ပွဲအချိန်မီကျင်းပနိုင်ရေးအတွက်ကိုပြင်ဆင်လာတာဖြစ်တဲ့အတွက်ဒီမိုးရင်းကာလတစ်လျှောက်လုံးမှာသူတို့အင်အားတွေပို့ခဲ့တယ်အပို့ဆောင်တဲ့လမ်းကလည်းကာမိုင်းဖားကန့်လမ်းကိုတုံးပြီးတော့ပို့ဆောင်ခဲ့တာဖြစ်တယ်စစ်အင်အားဖြစ်တင်းတာတွေတိုးချဲ့တာတွေဖွဲ့စည်းတာတွေသူတို့စုဖွဲ့တာတွေလှုပ်ပြီးတဲ့အချိန်မှာဒီလိုမိုးအကုန်ကာစအခြေအနေမျိုးမှာသူတို့ ဒါဖားကတ်ဒါထိုးစစ်ကိုစပြီးတော့လှုပ်လာပြီးလို့ဒါယူဆလို့ရတယ်ပေါ့နော်အဲ့ဒီဘောမျိုးတွေဒါကြောင့်တွေ့ရတယ်အဲ့တော့အခုအင်အားတရားပါပါတယ်ဆိုတော့စစ်ကြောင်းကဒါတကယ်တမ်းပြောရင်စက်တင်ဘာလကုန်လောက်မှာပေါ့နော်လုံငင်းရမ်းချက်တဲကိုသူအင်အား300လောက်ပို့ခဲ့တာအဲ့ထဲကနေပြီးတော့ဒါခွဲထွက်လာတဲ့ဒါစုဖွဲ့ထားတဲ့ဒါစစ်ကြောင်းလို့လည်းဒေသခံတွေကပြောကြတယ်ပေါ့နော်အဲ့တော့ကာမိုင်းဖားကတ်လမ်းကသူတို့လက်ထဲမှာရှိနေလို့အခုလိုမျိုးဒါအင်အားဖြစ်တင်းမှုသူတို့အဆင်ပြေနေတာပေါ့နော်အဲ့တော့ အဲ့ဒီထက်ကအင်အားတရာဆိုပြီးတော့လည်းတည်ရတယ်ဗောနော်မလန်းရွာဘက်ကိုစစ်ကြောင်းထိုးဖို့လာလို့တိုက်ပွဲတွေဖြစ်တယ်မလန်းကျွရပတ်ချာလေးကိုလည်းလေကြောင်းပုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လုလာလို့ ဒေသခံပြည်သူတွေတိမ်းရှောင်နေရတာရှိတယ်အဲ့တော့ဒီလမ်းပိုင်းပေါ့နော်အဲ့တော့ဒီကာမိုင်းဖားကန်လမ်းပိုင်းကိုသူတို့တွေထိန်းချုပ်ထားနိုင်တာကလည်းနည်းနည်းတော့ဒါတော်လိုင်းတက်ဖွဲ့တွေခက်ခဲတာတွေရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ရွေးကောက်ပွဲမီဒါဖားကန်မြို့ကိုပြည်ဝထိန်းချုပ်နိုင်ဖို့အင်အားတွေဖြည့်တာတွေအ धिक နေရာတွေကိုဒါဥတီပြီးတိုက်ပွဲဖော်ဆောင်တာတွေရှိလာတယ်အဲ့တော့ဒီလိုတောက်လျှောက်လှုပ်ဆောင်လာတဲ့ဒါစစ်ကောင်စီရဲ့ထိုးစစ်တွေကို KIA တက်ဖွဲ့တွေက ဘယ်လိုမျိုးတားဆီးပြမလဲဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကြံ့ခိုင်ပါတီကပေါ့နော်ဒါလူသိများတဲ့ကိုယ်စားလှယ်လောင်းဘူးလက်လှဆွေတရားထဲမှာနာမည်ကြီးနေတဲ့ကောင်ကြီးအဲကောင်ကြီးပါဝင်ပေါ့နော်ဒါလူများကဒါစစ်ကောင်စီရဲ့လက်အောက်ခံရွေးကောက်ပွဲကော်မရှင်က မဲဆင်းနေမှားရင်ကြောင်းဒါဝေဖန်လိုက်ပြီးတဲ့နောက်မှာစီးရင်တွေကိုခုနှစ်ရက်ထပ်တိုးမြင့်ပြီးတော့ကတ်ထားမယ်ဆိုပြီးတော့လေဒါသတင်းတွေမှာတွေ့ရတယ်ဗောနော်အဘူလက်ကဖော်ထုတ်လိုက်တာဗောလေဖော်ထုတ်လိုက်ပြီးတဲ့နောက်မှာဘူလက်အခုဆိုစကမင်းမရတဲ့အနေအထားဖြစ်နေတယ်ချိုးကလည်းညင်းညတယ်ညင်းတဲ့ထဲမှာဇုံမဲလုံးပါတယ်အဲ့တော့နည်းနည်းတော့ဂီယူဆိုင်ရအောင်မယ်ဘူလက်ကသူတို့မဖမ်းထားပါဘူးဆိုပြီးတော့ဒါစစ်ကောင်စီဘက်က ဇော်ဝင်းလုံးကထွက်ပြီးတော့ပြောထားရဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့တော့ဘူလက်ရဲ့အခြေအနေကဘာမှမသိရသေးတဲ့အနေထားပေါ့နော်နောက်ထပ်တဲ့တခုကတော့ကျွန်တော်ဒါမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက်ဟာဆန်နဲ့ဒါမင်းအောင်လိုင်းတို့တွေ့ဆုံတဲ့နေပြီးတော့ခီးစဉ်ကဘာတွေများထူးခြားသလဲဘာတွေများပြောင်းလဲလာနိုင်သလဲဘာတွေမျောလင့်လို့ရနိုင်သလဲဆိုတဲ့အကြောင်းဒါကျွန်တော်တို့ခန့်မှန်းကြည့်ရအောင်ပေါ့နော်ဒါအော်တိုဘာလာ9ရက်နေ့မှာနေပြီးတော့ကဒါစစ်တပ်အေဂီယာတခုမှာဒါမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက်ဟာဆန်နဲ့မင်းအောင်လိုင်းတို့တွေ့ဆုံခဲ့တာရှိတယ် အဲတွေးဆုံတဲ့အခါမှာလည်းဒါစစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေကိုလျှော့ချပြီးတော့မြမအရေးပါဝင်တဲ့ပါဝင်တိုက်သူတွေကိုတွေးဆုံဆွေးနွေးဖို့မင်းအောင်လှိုင်ကိုတိုက်တွန်းပြောဆိုလိုက်ပါတယ်ဆိုတဲ့အကြောင်းလည်းပြောထားတယ်။တွေးဆုံမှုအပြီးနိုင်ပိုင်းအတွင်းထုတ်ပြန်တဲ့ဒါမလေးရှားအစိုးရရဲ့ထုတ်ပြန်ချက်မှာလည်းအဲဒီလိုမျိုးဖော်ပြထားတာကိုဒါတွေ့ရတယ်ဗောနော်။အဲ့တော့ဒီတွေးဆုံမှုမတိုင်ခင်ဒါ၃ရက်လောက်မှာကိုပဲဒါကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒါ၆ရက်နေ့ကဗောနော်။အော်တိုဘာလ၆ရက်နေ့ကည9နာရီတရတင်းကျွတ်ဒါပြည့်ည ပြည်သူတွေရဲရဲဆက်ဆက်ပုံကျဲခံရတဲ့ညပေါ့နော်။အစကိုင်းတိုင်းမုံရွာနဲ့ချောင်းအဆက်မှာဖြစ်သွားတဲ့ဒီဖြစ်စဉ်ပေါ့နော်။အဲ့ဖြစ်စဉ်မှာဒါဆက်တက်လေဒီနဲ့ပုံကျဲတိုက်ခိုက်လို့လူငယ်တွေရောကလေးတငယ်တွေရောအများကြီးပေါ့နော်။လူကြီးလူငယ်ကလေးပါမကြံပေါ့နော်။ဒါအကုန်လုံးထိခိုက်သွားတယ်။အများကြီးပဲ20ကျော်လောက်တည်ပြီးတော့40ကျော်လောက်ဒဏ်ရာရရဆိုတော့ထိခိုက်တွေကတော်တော်လေးများတယ်ပေါ့နော်။အဲ့လိုလုံမျိုးလုတ်ခဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။အဲ့တော့အဲ့လိုချင်းနေမှာပေါ့နော်။အာဆီယံအလဲကျဥက္ကဋ္ဌကိုယ်စလေလည်းဖြစ်တဲ့ဒါမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးအနေနဲ့ပေါ့နော်အကြမ်းဖက်မှုတွေကိုလုံးဝရပ်တန့်ဖို့ပြောရမယ့်အစား လျှော့ချဖို့လောက်တာပြောခဲ့တာမျိုးကျွန်တော်တွေ့ရတယ်။တခြားဆွေးနွေးထားတာတွေကြီးတော့လေဒါ2021အာနာသိမ်းမှုဖြစ်စဉ်ပြီးကလေးကပါနော်။အာဆီယံကပြောလာတဲ့မြန်မာအရေးဖြည့်ရှင်းမှုအာဆီယံခေါင်းဆောင်နေကြမှာရှိခဲ့တဲ့ဒါပုံသဘောတူညီချက်၅ရက်ကိစ္စကိုပြောတယ်။နံပါတ်၁ကဒါမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေချက်ချင်းရပ်ပြီးတော့သက်ဆိုင်သူအားလုံးထိန်းသိမ်းသိမ်းသိမ်းဆောင်ရွက်ကြဖို့။နံပါတ်၂ကသက်ဆိုင်သူတွေအကြအပြုသဘောအဆောင်တွေးဆောင်ဆွေးနွေးပြီးတော့ငြိမ်းချမ်းစွာအပြေရှားကြဖို့နံပါတ်3ကတော့ဒါအာဆီယံအထွေထွေအတွင်းရေးမှုချုပ်ရဲ့အကူအညီကိုရယူပြီးတော့ ာဆီယံဥက္ကဋ္ဌရဲ့အတူကိုယ်စားလှယ်ဒါတယောက်ကနေပြီးတော့ဆွေးနွေးရေးလုပ်ငန်းစဉ်များကိုကြားဝင်ညှိနှိုင်းပေးဖို့နံပါတ်၄အချက်ကတော့ဒါအာဆီယံဘက်ကပေါ့နော်လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းကူညီပေးရေးဌာနမှတဆင့်မြန်မာနိုင်ငံကိုလူသားချင်းစာနာမှုကူညီတွေပေးဖို့နံပါတ်၅နောက်ဆုံးချက်ကတော့ဒါအာဆီယံမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့အဖွဲ့ကမြန်မာနိုင်ငံကိုတွားရောက်ပြီးတော့တက်ဆိုင်သူပတ်ပေါင်းစုံနဲ့ဒါတွေ့ဆုံဖို့ဆိုပြီးတော့ဒါသူတို့ ဒီအချက်9ရက်ကိုဆွေးနွေးခဲ့တာတွေ့ရတယ်ဗောနော်အဲ့ဒီဘုံသဘောတူညီချက်9ရက်ကိုမြမအရေးနဲ့ပတ်သက်ပြီးတော့2021ခုနှစ်ဧပြီလ28ရက်ကဒါအင်ဒိုနီးရှားနိုင်ငံဂျာကာတာမှာဒါအာဆီယံကောင်းဆောင်နေရဲ့အလွတ်သဘောအစည်းအဝေးမှာအတည်ပြုခဲ့တာဖြစ်တယ်ဗောနော်အခု၄နှစ်ကျော်9နှစ်နီးပါးဖြစ်လာသည့်အထိဒါမင်းအောင်လိုင်ကလိုက်ပြီးတော့လှုပ်ဆောင်တာတစ်ချက်မှမတွေ့ရဘူးအခုခီးစင်မှာလည်းဒါနံပါတ်1အချက်ကိုပဲလေးပေးပြီးတော့သူတို့တွေတိုက်တွန်းသွားတာတွေပဲတွေ့ရတယ်ဗောနော်ပြမြမအရေးပါဝင်တဲ့ပါဝင်တိုက်သူအားလုံးနဲ့ဒါတွေးဆောင်ဆွေးနွေးရေးကိုလည်းတိုက်တွန်းခဲ့တယ်ဆိုပြီးတော့သူကပြောတယ် ပြောတော့ဒါကနံပါတ်2အချက်ဒါပေမဲ့အဲ့နံပါတ်2အချက်ထက်ပေါ့နော်နံပါတ်1အချက်ကိုပဲသူတို့ဒါအဓိကတိုက်တွန်းသွားတဲ့ဟာကိုတွေ့ရတယ်ပြည်သူကိုဒါအရန်ကရောပြစ်ခတ်တက်ဖြတ်တိုက်ခိုက်တာတွေလုပ်နေတယ်ဒါသူတွေနဲ့ပေါ့နော်ဒါတွေးဆုံဆွေးနွေးဖို့ဆိုတဲ့ခေါင်းစဉ်အောင်ရောက်ဖို့ကတော့ဒါမလွယ်ကူဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီခီးစဉ်ကြောင့်မလို့ဒါအမေစုနဲ့တမရာကြီးနဲ့ဒါနိုင်ငံရေးအကျဉ်းသားတွေပေါ့နော်လှုပ်ပေးနိုင်မလားဆိုတဲ့မျှော်လင့်မှုတွေကလည်းမဖြစ်နိုင်သေးဘူးလို့ဒါဆိုရမှာဖြစ်တယ်ဒါမိုဟာမက်ဟာဆန်ကဒါမြန်မာနိုင်ငံမှာပြုလုပ်ဖို့ရှိတဲ့ရွေးကောက်ပွဲကိုလည်း အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့ဒါအကြံဥပြောကြားလို့ပြီးတော့ဒါရွေးကောက်ပွဲလေးလာစောင့်ကြည့်ရဲ့အဖွဲ့တွေကိုလည်းသူကဆေလွတ်ပေးမယ်ဆိုပြီးတော့ဒါပြောခဲ့သေးတယ်ပေါ့နော်အဲ့တော့ဆစ်လော်ဘီတွေကအဲ့လိုမျိုးပြောခဲ့တာဒီဒီဒီလိုမျိုးဒါရွေးကောက်ပွဲလေးလာစောင့်ကြည့်ရဲ့အဖွဲ့တွေကိုဒါဆေလွတ်ပေးလိမ့်မယ်ဆိုပြီးတော့သူတို့ဒီရေးသားပြောဆိုနေကြတာပေါ့နော်အဲ့တော့ပြည်သူအများစုထောက်ခံတဲ့ NLD မပါဝင်တော့တဲ့ဒီရွေးကောက်ပွဲမှာစစ်တပ်ကသူတို့ပြိုင်ဘက်ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းအတန်ထွက်လာတဲ့ NDF ပါတီကိုလည်းမကြခင်ကဖျက်သိမ်းခဲ့လိုက်တာကိုလည်းဒါတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ ဲစောင့်ကြည့်အဖွဲ့နဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်လေဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှစောင့်မကြည့်ရသေးခင်မဲဆင်းကလွဲနေပြီဒါဘူးလက်ကြီးဖို့ပေါ်လိုက်တဲ့ဟာပေါ့နော်အဲ့တော့လွဲနေတဲ့အကြောင်းကိုဒါဖော်ကောင်လုံးလိုက်တဲ့ဘူးလက်ကြီးတောင်အခုဖမ်းခံထားရတယ်အဲဥပဒေနဲ့ကိုက်ညီတဲ့နိုင်ငံရေးပါတီ58ပါတီဝင်ရောက်ရှင်ပိုင်မှာဖြစ်ပြီးတော့ကိုယ်စလဲလောင်း9000ကျော်ရှိကြောင်းဒါမင်းအွန်လိုင်းပြောတဲ့ဒီမိုကရေစီနီးလန်းကြပါတီစုံရွေးကောက်ပွဲကြီးဆိုတာကတကယ်ပြောရရင်ဒီမိုကရေစီနီးလန်းမကြဘဲနဲ့ပါတီမစုံရွေးကောက်ပွဲကြီးဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုလည်း ဒါကျွန်တော်တို့ခံမှန်းလို့ရတယ်ပြောလို့ရတယ်ပေါ့နော်အဲ့တော့မလေးရှားဘက်ကအာဆီယံဥက္ကဋ္ဌအနေနဲ့မြမအရေးထဲထဲဝင်လှုပ်လာတာတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းအဲဧပြီလဒါ18ရက်နေ့ကမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါကဒါထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်တဲ့အတူတူပေါ့နော်ဘန်ကောက်မှာမီးအောင်လိုင်းကိုတွေ့ခဲ့တာရှိတယ် ငလင်းဘေးဒဏ်မှပြန်လည်ထူထောင်ရေးအပါဝင်အာဆီယံပုံသဘောတူညီချက်တွေအကောင့်ထဲပေါ်ဖို့နဲ့အပြုသဘောဆောင်တဲ့တွဲဆုံမှုတွေကနေဒါငြိမ်းချမ်းရေးအဖြေရှာကြဖို့ပြောပေမဲ့အခုထိန်ထိအခုတက်ထိအကောင့်ထဲပေါ်တာတစ်ချက်မှကျွန်တော်တို့တော့မတွေ့ရသေးဘူးပေါ့နော်ဒါကြောင့်မလို့အခုဟာဆန်ရဲ့ဒါနေပြီးတော့ခီးစဉ်ပေါ့နော်အဲ့ခီးစဉ်က သူတို့မြန်မာကိုလာကြည့်ပါတယ်ပြီးရင်ပြောဆိုဆွေးနွေးခဲ့ပါတယ်ဆိုတော့အာဆီယံရဲ့ဝိကြေတန်းကြီးဆောင်ရွက်မှုဒါဖြစ်တယ်ဆိုတဲ့အကြောင်းဒါကျွန်တော် ပြောမှာဖြစ်တယ်အဲ့တော့ဒါထူးခြားပြီးတော့ပြောင်းလဲလာမယ့်ဟာတွေမရှိနိုင်ဘူးပြီးရင်ဒါကျွန်တော်မျှော်လင့်နေတဲ့ဒါမေဆုနဲ့သမရာကြီးပြန်လဲလွတ်မြောက်လာဖို့ဆိုတဲ့ဟာကလည်းမျှော်လင့်လို့မရသေးဘူးကျွန်တော်တို့ကတော့စိတ်ပူပါတယ်အဓိကတော့ဒါအခုလိုမျိုးအသက်အရွယ်ကြီးရင်နေတဲ့ဒါနိုင်ငံကောင်းဆောင်လူထုကောင်းဆောင်တယောက်အနေနဲ့ပေါ့နော်အထဲထဲမှာဒါဘယ်လိုမျိုးများကြက်ကြက်ခိုင်နေသလဲဒါ ဒါသမ္မတဦးဝင်းမြင့်ရောဘယ်လိုမျိုးတွေရင်ဆိုင်ဖြတ်သန်းနေကြတယ်လဲခြားနိုင်ငံရေးကျင်းသားတွေရဲ့အကြောင်းကတော့သိပြီးသားပဲဗျာဟိုအခုဆိုရင်ဒါအထက်ထဲမှာပေါ့နော်ဒါနှိမ့်ဆက်ညှိမှန်းမှုတွေဘယ်လောက်တောင်ခံစားနေရပြီလဲဆိုတဲ့ဟာတွေပေါ့နော်အဲ့တော့ဘာကူမှတော့ကျွန်တော်တို့ကသိပြီးတော့မျှော်လင့်လို့မရပါဘူးကိုကကိုကိုရမယ်ပုံစံမျိုးပဲဖြစ်နေပါတယ်ဒီနေ့ဒီချိန်ထိလဲကျွန်တော်တို့တော်လန်ရေးကိုထောက်ခံအားပေးပြီးတော့အင်တိုက်အားလိုက်ကူညီတဲ့နိုင်ငံဆိုတာလဲလောက်လောက်လာလာကျွန်တော်တို့တွေမတွေ့ရမတွေ့ရှိပါဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ဒီချိန်ထိကျွန်တော်တို့ဒီခီးကိုရောက်အောင်လှမ်းလာနိုင်ခဲ့တာက ကျွန်တော်တို့ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတော့အင်အားတွေနဲ့ရောက်လာခဲ့တာပါအဓိကတော့တော်လိုင်းအင်အားစုတွေဆိုတာကလည်းပြည်သူကြားတွေကပြည်သူသာဖြစ်တယ်အဲ့တော့အဲ့တော်လိုင်းအင်အားစုတွေကိုနောက်ကနေပြီးတော့တတ်နိုင်တဲ့လောက်အငတ်ခံပြီးတော့ဒါပံ့ပိုးပေးနေတဲ့လူတို့ဆိုတာကလည်းပြည်သူပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အားလုံးကအခုချိန်မှာအတူတူပါပဲကိုယ့်လက်ကိုယ်ချင်းကိုယ်နီးလန်းနဲ့ပဲကိုယ့်ဘက်ကိုဖြည့်ရှင်းနေကြရတာပါအဖြေထွက်အောင်လှုပ်ဆောင်နေကြရတာပါအဲ့တော့အဲ့ဒီပုံစံတိုင်းပဲကျွန်တော်ဆက်သွားကြဖို့လိုပါတယ် ဒါကုင္ကြီးလာလာရှိတယ်ဆိုရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့လဲပေါ့နော်အဲဥစ္စာတွေမြှောက်ကုန်းနေလို့လဲတူးမလာဘူးအဲ့တော့ကျွန်တော်တို့ရှေ့မှာမြှော်လင့်ခဲ့တာတွေရှိတယ်အဲ့မြှော်လင့်ခဲ့တာတွေမရတော့လို့ဒီအချိန်တွေရောက်လာတာအဲ့တော့ဆက်ပြီးတော့ကြုံကြဖို့ပဲရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါတန်တွဲကိုထိုးစစ်တွေစပြီးတော့လှုပ်လာဖို့အဲပြင်ဆင်လာနေပြီဆိုတဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်အဲ့ဒါကဒါစစ်သင်းမောတွေပေါ့နော်အဲလက်နက်ကြီးပြက်ခတ်မှုတွေဇက်တိုက်လှုပ်လာတယ်ပင်လယ်ပြင်ကနေပြီးတော့ဒါစစ်သင်းမောတွေနဲ့ အာငပလီလိုနေရာမျိုးတွေကိုစက်တိုက်ဒါလက်လက်ကြီးပြစ်ခတ်မှုတွေလှုပ်လာတယ်။အရင်တော့ကအဲ့နေရာမှာဒါစစ်သင်္ဘောနှစ်စီးရှိတယ်။အဲဒစည်းကအမြဲတမ်းကင်းလှဲ့တာမျိုးတွေလှုပ်ပြီးတော့ဒါအလှဲ့ကျပုံစံမျိုးလှုပ်ဆောင်နေတာရှိတယ်။လက်တလောဆိုရင်အခုဘနက်စီးတီဖြစ်သွားပြီလဲဆိုတော့ Navy စစ်သင်္ဘောခုနှစ်စီးတီဖြစ်သွားပြီ။ခုနှစ်စီးတီဖြစ်သွားပြီဆိုတဲ့အတွက်လိုပဲဖြစ်ဖြစ်စစ်ကောင်စီကအဲ့ဘက်ကိုစစ်များဦးလှဲ့ရေချောင်းကနေပြင်ဆင်နေပြီဆိုတဲ့အကြောင်းဒါကျွန်တော်ယူဆလို့ရတယ်။အဲပြီးတော့အဲ့လိုမျိုးခါတွေကိုကျွန်တော်ရှေ့မှာပြန်ကြည့်မယ်ဆိုလဲသိသားစီတယ်။ နောင်ချိုကြောင်မဲအခုတီဘောပြီးရင်အခုမိုးကုတ်မုံမိတ်ဒီလိုနေရာမျိုးတွေကိုသူတို့ဆင်များဦးတဲလာပြီဆိုတဲ့အချိန်မှာလေချောင်းကနေတိုက်ခိုက်တာလေလက်နဲ့ကြီးပြစ်ခတ်မှုတွေဇက်တိုက်လုပ်တယ်အဲ့တော့တန်တွဲလိုနေရာမျိုးကကြတော့သူတို့လေချောင်းကနေဘုံကျဲတိုက်ခိုက်တာမျိုးတွေဒီရက်ထဲမှာရှိတဲ့အပြင်ရေချောင်းကနေပါပြစ်ခတ်လို့ရတာဖြစ်တဲ့အတွက်ရေတက်ကနေပါသူတို့အင်အားတွေတိုးချဲ့ပြီးတော့ဖြည့်တင်းပြီးတော့အခုဆိုဒါပစ်ကူပုံစံမျိုးတွေနဲ့ပြစ်နေတာလေကျူတင်ချင်မုန်းတဲ့ပုံစံမျိုးတွေနဲ့လုံနေတာလေရှိလာပါပြီပေါ့နော်အဲ့တော့အဲ့ဘက်မှာရှိတဲ့ဒေသခံတွေအရန်ထုတ်ကရောက်ကြတယ် ရေလုတ်သားတွေပေါ့အဓိကတော့ဒီပင်လယ်ပြင်ကိုဒါအပြုတ်ပြီးတော့တံမွေးဝမ်းကြောင်းလုံနေရတဲ့ပြည်သူတွေတော်တော်လေးဒုက္ခရောက်တယ်။ဒီခုနလိုပေါ့နော်ငါးဖန်းနဲ့ငါးဖန်းမို့သွားတဲ့အချိန်မှာအာခတ်တော်အေးကခွင့်ပြုပေးတယ်။ဒါပေမဲ့စစ်ကောင်စီကဘယ်သူပဲလာလာအဲ့လိုမျိုးလှန်လှန်ပြီးတော့ပြစ်နေလို့သူတို့တွေဒါကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်။ခုနလိုမျိုးဒါရေလုံကန်းကိစ္စတွေမလုတ်ကန်းမဆောင်ရွက်နိုင်တာတွေရှိလာနေတယ်။ဒါကြောင့်မလို့သောဝိနေရီတွေပို့ပြီးတော့ကြက်တဲခက်ခဲလာနေတာရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ချီးကျူးရမှာဒါရခိုင်ပြည်သူတွေကိုတကယ်ချီးကျူးရမှာ ရခိုင်ပြည်ကတကယ်ကိုပဲခက်ခက်ခဲခဲကြင်ကြံတန်းတန်းအနေထားမျိုးတွေရင်ဆိုင်နေရတာပေါ့နော်ပြည်သူတွေမပြည့်စုံဘူးဒါပေမဲ့လေဒေါ်လင်းတက်ဖွဲ့တွေရဲ့ညာခုနလိုပေါ့နော်လုံလုံဆောင်နေတဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေကိုကောင်းကောင်းနားလည်သဘောပေါက်တဲ့အတွက်လိုက်ပါပြီးတော့အတူတူခါးစည်းပြီးတော့ခံနေကြတာတွေတွေ့ရတယ်ပေါ့နော်ဒါကဒီနေရာတစ်ခုတည်းတည်းရင်ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးအခြားနေရာတော်တော်များများပါလဲရှိပါတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့ထက်ပုံမူပြီးတော့ကျွန်တော်တို့စီလုံးကြဖို့လိုတယ်။ပြည်တွင်းပြည်ပမှာရှိနေတဲ့ပြည်သူတွေလည်းတကယ်ကျေးဇူးတင်တယ်။အခုချိန်ထိ ထောက်ပံ့ပေးနေတာတွေသိရတော့ဗောနော်ဝမ်းသာရတယ်ဘလို့ပဲဖြစ်ဖြစ်ဒီအထောက်ပံ့တွေကဒါကျွန်တော် တော်လိုင်းတက်ဖွဲ့တွေအတွက်ငွေကြေးတွေမဟုတ်ဘဲနဲ့စိတ်တက်ခွန်အားတွေပါရစီလာဗောနော်အဲ့တော့ campaign တွေလုပ်ကြတဲ့ခါမှာလည်းတက်နိုင်သလောက်ပါဝင်ပေးကြပါကိုယုံကြည်ရတဲ့အဖွဲ့အစည်းတွေကိုလည်းထောက်ပံ့ပေးကြပါပြီးတော့ကိုယ့်ရဲ့ data အဲကျွန်တော်ကထားပါတော့မြင့်ညံဆိုမြင့်ညံအဖွဲ့တွေကျွန်တော်တို့ကူညီပေးကြပါဟာ ် ARD ဆိုရင်လည်း ARD ရအဖွဲ့တွေကူညီပေးကြပါအမျိုးစုံမှာကျွန်တော်တို့နေရဒေသအနှံ့မှာတော်လိုင်းတပ်ဖွဲ့တွေရှိတဲ့အတွက်ပေါ့နော်ကုနေရကုဒေသအတွက်လွတ်မြောက်ဖို့ကြိုးစားတဲ့အဖွဲ့တွေကိုဝိုင်းဝန်းပံ့ပိုးပေးကြပါလို့လည်းပြောချင်တယ်ပေါ့နော်အခုဆိုရင်လည်းဒါစစ်ကောင်စီကအိုက်ဘက်ဒေသတွေမှာဒါလက်လက်ကြီးတွေပြစ်ခတ်လို့ပေါ့နော်ရေချောင်းကနေပြီးတော့ဒါလက်လက်ကြီးတွေပြစ်ခတ်လို့ငပလီလိုနေရာမျိုးတွေမှာဇက်တိုက်ကိုပဲလက်လက်ကြီးကြားရောက်ပေါက်ွဲတာတွေရှိတယ်ပြည်သူတွေအထိတ်လန့်ဒါနေစင်နဲ့အများဖြတ်သန်းနေရတာတွေရှိတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဒါကင်းထောက် drone တွေကင်းထောက် drone တွေဇက်တိုက်ကိုတက်လာနေတာတွေရှိတယ် กินท่องနေပြီဆိုနဲ့ကဘယ်နေရာပါလဲဆိုတဲ့ဟာကိုသူတို့တေချာပေါက်လိုက်ပြီးတော့စုံစမ်းနေပါပြီအဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့ဥစ္စာတွေအတွက်အနေရရှိလာနိုင်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါအေအေကအရခတ်တတော်အေအေကဒေသခံပြည်သူတွေကိုဘေးလွတ်ရာတိမ်းရှောင်ဖို့အတွက်ပြောနေပြီဆိုပြီးတော့လည်းသိရတယ်အဲ့တော့မကြခင်မှာအဲ့ဘက်မှာလည်းတိုက်ပွဲတွေဖြစ်လာနိုင်ခြင်းရှိပါတယ်တန်တွဲဟာလည်းမင်းအောင်လိုင်ရွေးကောက်ပွဲလုံးမဲ့ဒါမြို့နယ်၄ခုထဲမှာပါလာဖြစ်တဲ့အတွက်ပေါ့နော်အင်အားအလုံးရင်းသုံးပြီးတော့တေချာပေါက်စစ်ထိုးမှာ သူတို့တွေတေချာပေါက်တော့စမ်းသက်ကြည့်အောင်ပါဗောနော်စမ်းသက်ကြည့်အောင်ပါဘာလို့လဲဆိုတော့သူတို့ပြောထားပြီးသားသူတို့ရည်ရထားပြီးသားနေရာဖြစ်တဲ့အတွက်ဗောနော်အဲ့နေရာတွေရဖို့အတွက်သူတို့နီးမျိုးစုံတော့တုံးအောင်ပါအဲ့တော့အဲ့ဘက်ချမ်းမှာကျတော့စစ်ကောင်စီတွက်ရေချောင်းအတမှုပါရှိထားတာဖြစ်တဲ့အတွက်အာရခတက်တော့အေအေကရင်ဆိုင်ရတဲ့အခါမှာတခြားနေရာတွေထက်တော့ပို့ပြီးတော့ခက်ခဲလိမ့်မယ်ဗောနော်ဒါပေမဲ့လည်းသိတဲ့အတိုင်းပဲအေအေကလည်းမဖြစ်နိုင်တာတွေရှိပြီးလုံပြသွားတာဗောနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီကအဲအခုလိုမျိုးနေရာတွေကိုရယူဖို့စူးစမ်းတဲ့အခါမှာဗောနော် အရင်လိုမျိုးမလွယ်ကူဘူးဆိုတာတော့စစ်ကောင်စီစစ်သားတွေတွေမဟုတ်ဘူးမင်းအောင်လိုင်လည်းတည်တယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့ဘက်ချမ်းနေမှာလည်းဒေသခံတွေအနေနဲ့ပေါ့နော်ပို့ပြီးတော့ view site ကြစီချင်းနဲ့ပြီးတော့တိုက်ပွဲတွေပို့ပြီးတော့ဒီကာလထဲမှာကျန်းကျန်းတန်းတန်းနေဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကိုတက်နိုင်တဲ့အပိုင်းတွေကနေပြီးတော့ဒီတော်လန်ရေးကိုတက်နိုင်တဲ့လောက်ပါဝင်ပံ့ပိုးပေးကြဖို့လည်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်